You said your phone was broken, just forgot to charge it. Oh, I feel you wearing God, I hope it's ironic to you. Just say you're finished, didn't know we started. So, just so familiar, baby, what do you call အဲတပည့်ရဲ့နာမည်ကတော့ Emery ပါ M ဆိုလည်းခေါ်လို့ရပါတယ် nickname ကတော့အဲမြန်မာနာမည်ကတော့မြတ်ပုံညံ့ညိုပါအခု Losser Grade 11တက်နေပါတယ်2020လား2021လားမသိဘူးအဲ့လောက်တုန်းက ဟို TikTok မှာ Tiny Red Disney ကထုတ်တဲ့ဇာတ်ကနည်းနည်း hit ဟော့ဖြစ်သွားတယ်ပေါ့ဟော့ဖြစ်သွားတော့အဲ့ဒီတော့အဲ့ဒီရဲ့ပိုင်းက TikTok မှာ viral ဖြစ်နေရဲ့အဲ့ voice over လောက်ကြရဲအဲ့ Tiny Red ကိုအဲ့ဒါသမီးတွေလိုက်ပြီးတော့လောက်ကြည့်သေးရဲ့ပေါ့အဲ့ဒီခေါက်တော့လောက်ပြီးတော့ဩအရင်ကြီးတော့မစိုးဘူးပေါ့အဲ့လိုမျိုးနည်းနည်းဆရာမဟိုပြရဲတငယ်ချင်းမျိုးပြရဲအဲ့လောက်တော့လုတ်ဖူးရဲ့ထတ်တော့တိတ်ပြီးတော့မလုတ်ဖြစ်ဘူး ်ဟုတ်ဘရိုယူဇာတယောက်နဲ့တော့ချိန်လာပြီးတော့ကန်းလန်းတာတော့ဖြစ်ဘူးရဲ့ပေါ့အဲဒီဆီယာမရဲ့တငယ်ချင်းတယောက်ကလာပြီးတော့သူ့ရဲ့အဲ့လိုမျိုးဇကားမှာအဲ voice voice actor လောက်ပြီးမလားဆိုပြီးတော့လာပြီးတော့ကန်းလန်းခံရဘူးရဲ့ဒါပေမဲ့အဲအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဆက်တော့မလုပ်ဖြစ်လိုက်ပါဘူးအဲဒီကိစ္စက You sicko, what were you thinking? And why would you draw those things? those horrible, awful, sexy things. It's fine. You'll move to another city and change your identity. <laughs> Mommy, I'm so sorry. You are bright and joy, so act like it. Oh, look, I know. Tell her, tell her in the camera. အာ character တွေကိုပြန်ပြန်ပြီးတော့ voice over လုပ်ဖြစ်တာများတယ်။အဲကြည်ပါများတဲ့ဇာတ်ကားတွေဆိုလို့ရှိရင်အာကိုသဘောကျတဲ့ character တွေရဲ့ line တွေဆိုပြန်ပြန်ပြီးတော့ပြောပြတယ်။ဘယ်လိုမျိုးတသက်ကြီးလေ့ကျင့်တာပါညာအဲ့လိုမျိုးတော့မရှိဘူး။အဲ့လိုပါ scene ကြိုက်တဲ့ scene တခုဆိုလို့ရှိရင်တော့အဲ့လို character နှစ်ယောက်ပြောတာဆိုလို့ရှိရင်နှစ်ယောက်လုံးနေရာနေဝင်ပြီးတော့ပြောတယ်။ I'm sorry My mother, I, I got so angry and I lost control. I just so sick of being perfect. I never gonna be good enough for her or anyone. အတိတ်တင်တာတွေကိုကြာ YouTube ကနေကြည့်ရဲတတော်ကနေကြည့်ရဲအဲ့လိုမျိုးကြည့်ရင်လည်းကိုယ့်ကို self study လုပ်လာတာပါ self ခက်ကဟုတ်ကိုယ်တိုင်ကိုယ်တိုင်မရှိရပါဘူးအဲ့လိုသူများဖြေခိုင်းလို့ပါလေ မြဲအဲ့လိုမျိုးရေးထားလို့ရှိရင်လေကိုတငယ်ချင်းလေးတွေနဲ့အဆင်ပြေလောက်မဲ့ဟာလေးတွေပဲစဉ်းစားတယ်ကိုကတငယ်ချင်း၃ယောက်ရှိရင်၃ယောက်အဲ့လောက်လေးတွေပဲရေးထားပါလို့ဆိုတော့သူတို့တွေလည်းပါလို့ရအောင်အဲ့လိုမျိုးအဆင်ပြေအောင်အဲ့လိုမျိုးပေါ့အဲ့လိုဆိုလို့ teenager တွေမှာဖြစ်တတ်တဲ့ဟာမျိုးတွေကိုပို့ပြီးတော့ရေးရများတယ် relate ဖြစ်တဲ့ဟာမျိုးဟိုကို teen နေနဲ့ပတ်သက်ပြီးတော့ relatable ဖြစ်တဲ့ဟာမျိုးတွေပဲရေးထားလေးများတယ်အဲ့လိုမျိုး struggling ဖြစ်တဲ့ဟာလေးတွေအဲ့လိုအများဆုံးဖြစ်တဲ့ဟာလေးတွေပေါ့အဲ့လိုလေးလောက်ထားရရှိတယ်။အာရိုင်းနေရင် talent တကားတော့ရှိတယ်။ဒါပေမဲ့မပြီးမပြီးသေးဘူး။စိတ်တနာလေးတစ်ခုဖြစ်သွားပြီပေါ့။အဲ့ဒါတော့ကိုဖြစ်ချင်တဲ့ဟာကိုကိုယ့်ဟာကိုတည်အောင်လုပ်ပါပေါ့။ဟိုလွယ်ဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးသူများဖြစ်နေရမှာကောင်းတာမဟုတ်ကိုဖြစ်ချင်တဲ့ဟာလည်းကောင်းတာရှိရဲ့အဲ့တော့ ကိုဘကိုကိုဖြစ်ရှင်တဲ့ဟာကိုဒီဇိုင်းမမတ် လုပ်ပေါ့နော်ဇိုင်းမမတ်လေးလုပ်ပြီးတော့ဆက်သွားပေါ့အရှိရတော့အဆင်ပြေတော့ပါပါလို့ဟောတကယ်ဖြစ်ရှင်လို့ရှိရင်ကိုကကို self study လုပ်လည်းရပါတယ်အဲ့လိုမျိုးကိုလုပ်ရှင်တဲ့ဟာလေးလုပ်ကြည့်ပါ အားတဲ့ချိန်ဒီမှာစာကြီးပဲလုပ်နေမှာထပ်စားလို့ရှိရင်အဲ့လိုမျိုး voice over လေးလုပ်ကြည့်လို့ရတယ်အဲတခြင်းလေးဆိုကြည့်လို့ရတယ်အဲ့လိုမျိုးကင်မရာလေးနဲ့ရှောက်ရိုက်ကြည့်ပါဘလော့ရိုက်ကြည့်ပါ 三我不要我弄，就是怎么难拆。Why <laughs> you always come and run into me? Fuck my life. Won't you let it in a seven be? Never heard self care. Have your brain just ached?